Hello အားလုံးဝမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကျွန်တော်သာ Champions League ပွဲစဉ်နှစ်တည်ကျွန်တော်ကစားကြမယ်ပေါ့နော်ဒီနေ့မှာ Manchester City ပွဲနဲ့ Arsenal ပွဲကျွန်တော်ပြောကြည့်အောင်ပါ Manchester City ကတော့ကျွန်တော်သာ Monaco ကိုကျွန်တော်အဝေးကွင်းသွားပြီးတော့သူတို့ရှင်ရှင်ပိုင်းကစားရမယ်ပြီးခဲ့တဲ့ပွဲစဉ်တက်မှာဆိုလို့ရှိရင် Monaco ဟာကျွန်တော်သာ Club Brugge လိုမျိုး Belgian Club ကိုအဝေးကွင်းမှာ၄ဂိုးတကူးနဲ့သူတို့တွေရှုံးနေတယ် မန်ချက်စတာစီးတီးကတော့နာပိုလီကစောစောစီးတီးတယောက်ရော့သွားတယ်ဆိုတော့2-0နဲ့သူတို့တွေနိုင်နေပေါ့လေဆိုတော့နှစ်သင်းစလုံးတွက်ကတော့ကျွန်တော်တို့နေဒီဘယ်လိုပြောလဲကွာဟာမှုတွေကျွန်တော်အတိုင်းတာတစ်ခုတွေကျွန်တော်ရှိတယ်လို့ကျွန်တော်ပြောရမယ်မိုနာကိုကတော့အိမ်ခွေမှာလက်ခံကစားမှာဆိုပေမဲ့လည်းမန်ချက်စတာစီးတီးကိုဒီအချိန်မှာအမှန်ကန်ရှင်ပြိုင်ကစားဖို့ကတော့မလွယ်ဘူးပေါ့နော်မိုနာကိုမှာဆိုရင်ကစားမအည်သွေးရလဲကျွန်တော်အဲ့လောက်ကြီးကြီးအများကြီးအချင်းကြီး ကောင်းနေတဲ့မှာကျွန်တော်မပါတော့ဘူးတိုက်စစ်မှာဆိုလို့ရှင်တော့လေဘောက်ဒင်းကစားမဟောင်းမီနာမီနူလူကစားမတွေကျွန်တော်ရှိမယ်လူငယ်ကစားမလေးပဲတဲ့အဂလီချူလူကစားမတွေကျွန်တော်ရှိမယ်ပြီးရင်ကျွန်တော်ရဲ့ဘာလူကန်လူကစားမတွေကျွန်တော်ရှိမယ်ပေါ့နော်ဒါပေမဲ့လို့ဟိုရင်းနှီးတဲ့ကစားမတွေလောက်ကလွဲလို့ရှိရင်ဒါထားပါတော့နောက်တက်မှာဆို every time ရတော့ပါတော့ဒါပဲဗျာဆိုတော့ထူးထူးခြားခြားကြီးကောင်းတဲ့လူစင်းတွေကိုတို့ပိုင်ဆိုင်ထားတော်မျိုးကျွန်တော်မဟုတ်ဘူး ဒါအပြင်ကစားပုံနေရဆိုလို့ရှိရင်လည်းမန်ချက်စတာစီးတီးနဲ့လက်ရှိမှာကွာဟာမှုကတော်တော်လေးကိုကျွန်တော်ကြီးတဲ့တယ်မှာပါတယ်စီးတီးကတော့ဒါသူတို့ရဲ့အကောင်းဆုံးပုံစံပြင်မရသေးဘူးဆိုပေမဲ့လည်းလို့ပေါ့နော်သူတို့အနေနဲ့တကယ်ကောင်းတဲ့ခြေစွဲနေကိုနောက်ပိုင်းမှာဖြည်းဖြည်းချင်းပြန်ပြလာပြီပြည်တွင်းပြိုင်ပွဲဖြစ်တဲ့ဒီပရီးမီးယားလိမှာမန်ချက်စတာစီးတီးကဒီပွဲစဉ်တိုင်းနိုင်နေတာမျိုးမဟုတ်တယ်လို့တချို့ပွဲဒီမှာဆိုလို့ရှိရင်လည်းတိုင်ပတ်ခဲ့တာတွေကျွန်တော်ရှိတယ်ဒါပေမဲ့လို့လက်ရှိပြီးခဲ့တဲ့ international break ကစလို့ Manchester City ကသူ့ဟာနေသူပြန်ပြီးတော့ performance ကောင်းနေသူတို့ပြနိုင်တဲ့အနေအထားတစ်ခုဒီကျွန်တော်ရောက်လာပြီเนาะဒါအပြင်ကျွန်တော်ဒီဒဏ်ရာပြဿနာကြီးကြုံနေရတဲ့ဗါလဲချာကီတို့လူကစားမားတွေကလည်းလေ့ကျင့်ငယ်တွေဘာတွေပြန်ဆင်းနေပြီဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ကွင်းထဲမှာ Rodri တို့လူကစားမားတွေ Rainers တို့လူကစားမားတွေနောက်ပြီးရင်ကျွန်တော်က Nico Gonzalez တို့လူကစားမားတွေဆိုတော့ Foden ကလည်း DR ဒီမှာတကယ်ကောင်းတဲ့ performance တွေဘာတွေပြနေတာ နော်ဘာနာရိုစီဘာကလည်းအရေးပါတဲ့ကစားမဖြစ်နေလို့မန်ချက်စတာစီးတီးရဲ့စနစ်တွေမှာဆိုတော့ဒိုဂူကလည်းဒီယာဒီမှာခြေစွမ်းကောင်းနေကျွန်တော်ပို့ပြီးတော့မြင်လာပြီသူတို့ပြင်ပုံမှန်တိုင်းတက်စလိုက်မှာမျိုးအမြဲတမ်းရှိနေတာမဟုတ်တော့ဘဲနဲ့အထဲကိုတက်နေတဲ့မြဝင်ကစားနေရပြီဆိုတော့သူ့စီကနေပြီးတော့ဂိုးတွေဖန်တီးမှုတချို့တွေလည်းကျွန်တော်တွေ့ရတယ်ဒါအပြင်ဟာလန်ကလည်းဟာလန်ဖြစ်နေစေပေါ့လေမန်ချက်စတာစီးတီးမှာကစိတ်ပူစရာကောင်းတာက ကောင်တာအထက်တီကနေပြီးတော့တစင်ပြရမယ့်ခံစစ်ပြဿနာတွေပဲ ကျွန်တော်တို့ဒီရှေ့ပွဲဒီမှာခဏတိုင်းပြောသလိုပဲပေါ့နော်မန်ချက်စတာစီးတီးမှာနီးပြလာဘယ်လိုပြောမလဲဒီပက်ပလိုင်းနာလင်နာလာကျွန်တော်တို့ဒီလီဗာပူးတင်းကနေရောက်လာပြီးတဲ့အနေအထားမျိုးမှာခန်စစ် rest defense ဒီ pressing သွားတဲ့ပုံစံဒီမှာဆိုလို့ရှိရင်ယာကင်ကလော့ရဲ့လက်အောက်မှာပုံဖော်ခဲ့တဲ့အတိုင်းသူတို့သွားနေတာပြည်ထနာကအဲ့အရာတွေကိုကစားမတွေကအသားချဖို့အတွက်ကအတိုင်းအတာတစ်ခုထိအချိန်ယူနေရတယ်အဲ့ဒီတော့လက်ရှိ မန်ချက်စတာစီးတီးမှာပရက်စင်နေပါတယ်သွားတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ဘောလုံးနေပါတယ်ပေါ့နော်ကျွန်တော်ကပိုပိုဇီရှင်ဂိမ်းကစားရင်းနဲ့ပြတ်သွားတယ်ဆိုလို့ရှိရင်ကျုံသွားတဲ့ပြဿနာတွေသူတို့မှာရှိတယ်ကောင်တာအထက်ကဒီမှာသူတို့တွေ rest defense တွေကပြဿနာတက်နေလို့မယ်ကစားမားတွေဟာ rest defense structure နဲ့ပေါ့နော်သူတို့ရဲ့လက်ရှိအသစ် structure နဲ့အသားကျဖို့အတွက်ရုန်းကန်နေရတော့မယ်ဒါကြောင့်မန်ချက်စတာစီးတီးမှာဆိုလို့ရှိရင်တိုင်ပတ်တဲ့ပြဿနာတွေကြုံနေရတယ်နောက်တန်းမှာဒါပေမဲ့လို့မိုနာကိုကိုသူတို့က ပို့ပြီးတော့ထိန်းချုပ်ကစားနိုင်မဲ့အခြေအနေမျိုးဒါအပြင် weekend မှာလည်း premier league ထပ်ပြီးတော့ကစားရအောင်မှာဖြစ်တဲ့အတွက် CD နေနဲ့ Monaco ကွင်းမှာတော့ဘာလို့ကျွန်တော်သာအနိုင်မရစရာကျွန်တော်ကတော့အကြောင်းရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူး Manchester City နေနဲ့ဒီပွဲကသူတို့နိုင်အောင်ကိုကစားမယ်ကျွန်တော်ပွဲမျိုးပါဆိုတော့မွန်နာကိုကွင်းမှာ Manchester City နေနဲ့နိုင်ပွဲရအောင်ယူသွားနိုင်အောင်မယ်လို့ကျွန်တော်ယူဆတယ်။ဒါကတော့ကျွန်တော်တို့က Manchester City ပွဲပေါ့လေ။နောက်တစ်ပွဲကလည်းကျွန်တော်တို့က Arsenal ပွဲပါ။ အာဇနီကအိုလံပီယာကိုစနစ်ကျွန်တော်သာရှင်းပိုင်ကစားရမယ်ပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်1မှာဆိုလို့ရှိရင်ကျွန်တော်သာပြန်ကြည့်ရမယ်ဆိုလို့ရှိရင်အာဇနီကတော့တွန်းတနိုင်မယ်ကျွန်တော်တို့သိတဲ့အတိုင်းပဲအနိုင်ရထားတာပေါ့လေနော်ဘီဘာအိုကိုကျွန်တော်သာတူးစီနဲ့အနိုင်ရထားတယ်ပေါ့လေဒါအပြင်ကျွန်တော်တို့နေဒီအိုလံပီယာကိုစကတည်ရီကျထားတယ်ထင်ပါတယ်အဲ့တော့အာဇနီအတွက်ကတော့ဒါအိမ်ဝင်းဖြစ်တဲ့အတွက်ပေါ့နော်အချီနီကမကောင်းစရာအကြောင်းမရှိဘူးလို့ကျွန်တော်ယူဆတယ်လက်ရှိအိုလံပီယာကိုဆိုတာကလည်းအာဇနီကိုတော့ကပြင်းနေစွန်းရှိတယ်တယ်မပါဘူးဗျာ နော်ဆိုတော့မပါဘူးဒါအပြင်ကျွန်တော်တို့ဘယ်လိုပြောမလဲ Olympic Coast ကဟုတ်တယ်ပြီးခဲ့တဲ့တည်ကြတဲ့ပွဲမှာဆိုလို့ရှိရင်တော့မှသူတို့ကဂိုးလည်းမသွင်းနိုင်ဘူးဂိုးလည်းပြီးမထဘူးဂိုးမရှိတည်သူတို့ကြခဲ့တာဆိုတော့ Arsenal ကပြီးခဲ့တဲ့ weekend မှာကျွန်တော်အနေနဲ့ဒီဘယ်လိုပြောဟိုတည်ဟို Newcastle ကိုသူတို့1-2နဲ့သူတို့နိုင်တယ်နော်အဝေးဝင်းမှာနော်1 2နဲ့သူတို့နိုင်ပြီးတော့ဒီပွဲမှာဖြစ်နိုင်ရင်လူတွေပါသူတို့ခြံလို့ရသေးတယ်။ဒါပေမဲ့ weekend မှာထပ်ပြီးတော့ premier league ကကစားရအောင်ပါ တော့ဒီ weekend မှာဆိုလို့ရှိရင်လည်းသူတို့ကစားမှာကတိတ်ပြီးတော့အရန်အသင်းကြီးတွေပါတယ်မဟုတ်ဘူးဆိုတော့ Arsenal အတွက်တော့ပြိုင်ပွဲစုံမှာနိုင်ပွဲတွေဆက်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးလေးကိုကျွန်တော်တို့ပြောရမယ်။နော်တိုက်စစ်မှာဆိုလို့ရှိရင် Victor Yokres တို့ twin goal တွေပါတယ်ကျွန်တော်တို့ပါရဖို့ကျွန်တော်မျှော်လင့်ရမယ်။ကျွန်တော်တို့ဒီ အဲဘယ်လိုပြောမလဲဒီနံပါတ်1မှာဆိုလို့ရှိရင် i0 ဘာလို့ပွဲထွက်လာတာကြီးကျွန်တော်မြင်ရမှာလားပေါ့ဒါမှမဟုတ်ဆိုလို့ရှိရင် OD ကတို့ကိုပဲထပ်ပြီးတော့နေရာပေးလာမလား OD ကကဒဏ်ရာပြဿနာကနေပြန်တက်တာလာပြီးတော့အချင်းဒီကောင်းလာပြီးဆိုတော့ဒါ RT ဒါအတွက်တော့ဒါသူလူချင်းနဲ့ကစားမပြန်ရပြီပေါ့လေနောက်ကွန်လင်က Rice တို့ Zubemin တို့ကလည်းပြောစရာမလိုဘူးဆိုတော့နောက်တန်းမှာတော့အပြောင်းလဲဖြစ်ကောင်းဖြစ်လိမ့်မယ်ဦးတူတပင်းတော့ဒီလိုပွဲမျိုးမှာ Julian Timber တို့ဘာလို့ဆိုတော့မျိုးကဆန်းသားရှိရင်အနားပေးလို့ရတဲ့အချင်းဒီမျိုးတွေနော်တင်ပါကပွဲတိုင်းဒီပါသူအနေနဲ့ကစားရတယ်ဒါအပြင် Olympic Coast နဲ့ဖြစ်နေတဲ့အတွက် ဝီကန်ပွဲအတွက်တင်ပါကိုခြံပလိုက်လို့ရတဲ့အခြေအနေမျိုးပါဘန်ဝိုက်ကလည်းတင်ပါတော့ကောင်းတဲ့ပလေယာမဟုတ်ပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်ဒီဟိုညံ့တဲ့ကစားမတရားတော့ကျွန်တော်ဟုတ်မနေဘူးဗျာဒါကြောင့်လက်ရှိအာဆင်နယ်အတွက်တော့ဒီ week ဒီ midweek မှာကစားမဲ့သူအဒီ Champions League ပွဲစဉ်ကတိတ်ခတ်ခဲ့ကြရအကြောင်းမရှိဘူးပေါ့ကျွန်တော်ကတော့ Olympia Coach ရဲ့ခံစစ်ကအာဆင်နယ်တိုက်စစ်ကိုဂိုးဒီအများကြီးမပီးရအောင်တားနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးအာဆင်နယ်နေနဲ့နောက်ထပ်ဂိုးပြတ်တဲ့ပွဲတွေကိုတွေးရလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်သူတပင်အိမ်ဝင်းဖြစ်နေလို့ပဲ ာစနီယာကာစီလိုတိမျိုးကိုအဝေးကွင်းမှာအပြတ်အသတ်အသာစီးယူပြီးတော့သူတို့ကစားပြနိုင်ခဲ့တာဆိုတော့ဒီအိုလံပီယာကော့စ်နှစ်ပွဲမှာတော့သူတို့ရီအဲ့လိုမလုံနိုင်စရာအကြောင်းတော့ကျွန်တော်မရှိဘူး။ဒါကြောင့်ပေါ့နော်အာစနီယာနေနဲ့အိမ်ကွင်းမှာကျွန်တော်တို့က3-6လောက်တော့မှမြင်ရနိုင်တဲ့ပွဲမျိုးလို့ကျွန်တော်ထင်တယ်။ညီကလေးရောဘလူးမင်းကြလဲမန်ချက်စတာစီးတီးနဲ့အာစနီယာတို့ပရီးမီးယားလိဂ်အသင်းတွေနေနဲ့ကိုစီနိုင်ပွဲတွေယူနိုင်နိုင်မယ်လို့ထင်ကြလား။ဆွနေကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်။